အတန်ထွက်ဆိုတာဗဇက်ရဲ့လက်ရည်ဖြစ်ပါတယ်ကိုယ့်ရဲ့လက်ရည်ကတစ်ဖက်လူဖက်လို့မရဘူးဆိုရင်ဘလောက်ကောင်းတဲ့စာတစ်ပုဒ်ကိုရည်ရည်အော်စာတစ်ပုဒ်ကိုဘလောက်ပဲကောင်းစွာရည်ရည်ဒီစာအလကားဖြစ်သွားပြီ because တစ်ဖက်လူမှနားမလဲတာရည်ရပါထူတော်လို့တော့ညာဟုတ်တယ်ဆောင်းဝင်လက်ရည်လို့တော့ပြောကြတာအတန်ထွက်လည်းထူနီလည်းကောင်းပဲကိုယ့်ရဲ့အတန်ထွက်မမှန်နေဘူးမကောင်းနေဘူးဆိုရင်စကားတစ်ခုကိုဘလောက်ပဲကောင်းစွာပြောပြောအော်ဘလောက်ကောင်းတဲ့စကားကိုပြောပြောတစ်ဖက်လူနားလဲမှာမဟုတ် ဆိုတော့တပတ်လို့နားလဲနားမလဲမှာတော့ဒီစကားပြောတာဘာထူရောလို့တော့ဘာနဲ့တူလဲဆိုတော့ဂျင်းတကီမနီကိုမော်ရနောဘန်ချီကိုရနော်ဂျူနောဘန်ချီကိုဒီစကားပေါ့နော်လည်းတို့နားလဲလိုက်လားပေါ့လေနားမလဲလိုက်ဘူးထင်ပါတယ် because အဲ့ဟာဂေါ်ရဟာလိုကြီးပြောပလိုက်တာ哦မြန်မာလိုကြီးမဟုတ်ဆိုတော့ဂေါ်ရဟာလိုပြောတော့လည်းတို့နားမလဲလိုက်နားမလဲမှာတော့အဲ့ဒီစကားပြောတာဘာထူရောလို့တော့ မထူတော့ဘူးလေယာအလကားဖြစ်သွားပြီဆိုတော့အဲ့လိုမျိုးမဖြစ်စေဖို့အတွက်လန်နာဒိုကအတန်ထွတ်ကောင်းဖို့လိုပါတယ်အတန်ထွတ်မှန်ဖို့လိုတယ်ဒီကြီးကအဆင်ပြေတယ်လန်နာဒိုမကြခဏကိုယ့်ကိုအတန်ထွတ်အားနေတာလဲတီတော့တီကြတယ်ဒါပေမဲ့ဒီအားနေချက်ကိုဘယ်လိုပြုပြင်ရမလဲဘာတွေနဲ့လေ့ကျင့်ရမလဲဆိုတာမသိကြတဲ့ပြဿနာလေးရှိကြတယ်ဒီဗီဒီယိုမှာအတန်ထွတ်အားနေနေရလန်နာဒိုအနေနဲ့ တန်ထွက်ကောင်းအောင်ဘာတွေနဲ့လေ့ကျင့်ရမယ်ဘယ်လိုလေ့ကျင့်ရမယ်ဆိုတော့ကျွန်တော်တေချာလေးရှင်းပြပေးပါမယ်။တေချာလေးရှင်းပြပြီးမှဖြစ်တဲ့အတွက်ဒီဗီဒီယိုအနည်းငယ်တော့ရှင်းဖို့ရှိပါတယ်။ဒါပေမဲ့လန်နတို့ဟာအတန်ထွက်အမှန်တကယ်တိုးတက်ပြောင်းလဲခြင်းနဲ့အတန်ထွက်အမှန်တကယ်ကောင်းခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့အကြံပြုပါတယ် because ဒီဗီဒီယိုအဆုံးထိကြည့်မယ်ဆိုရင်လန်နတို့ရေရှည်မှာအချိန်ကုန်တာမျိုးပေါ့နော်။အများကြီးတတ်တာစီမှာဖြစ်ပါတယ်။ဆက်ဆက်ကြည့်အောင်နော်။ ဒီဗီဒီယိုကျွန်တော်အဓိကအပိုင်းနှစ်ပိုင်းခွဲပြီးတော့မှပြောပါမယ်ပထမအပိုင်းကအတန်ထွက်ကောင်းအောင်ဘာတွေလေ့ကျင့်ရမယ်ဆိုတဲ့အဟာလေးကိုပြောမယ်ပြီးရင်ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာကိုကျွန်တော်ဒုတိယပိုင်းမှာဆက်ပြီးပြောသွားမယ်ဆိုတော့အရင်ဆုံးအတန်ထွက်ကောင်းဖို့ဘာတွေကိုလေ့ကျင့်ရမလဲပေါ့နော်လေ့ကျင့်ရမယ့် level လေးတွေကိုပြောပြပေးခြင်းတယ်ပြောစရာအရန်များသွားရင်ကျွန်တော်လည်းတို့မှတ်ရတာခက်မယ်ဆိုတော့မှတ်ရတာလွယ်ကူအောင်ကျွန်တော်အရေးကြီးဆုံးအချက်၃ခုကိုပဲထောက်ပြပေးမယ်ဒီ၃ခုကိုပဲအတိအကျလိုက်လေ့ကျင့်လိုက်ပါဒါဆိုရင်ဒီဗီဒီယိုမှာကျွန်တော်မပြောလိုက်တဲ့တခြားသောကိစ္စလေးတွေကိုလည်းတို့လေ့ကျင့်ရင်ကိုယ့်ဘာသာကိုသိသွားမယ်ဆိုတော့ အဆင်ပြေတယ်ပေါ့နော်လန်နတိုလန်ချောင်းမန့်ပေါ့ရောက်စီမှာပါဆိုတော့၃ချက်ရှိမယ် number 1အတန်ထွက်ကောင်းချက်နဲ့ဆိုရင်အရေးအကြီးဆုံးကအဆုံးသတ်အတန်ဖြစ်ပါတယ်ဆိုတော့အဆုံးသတ်အတန်မှန်အောင်ပထမဦးစားပေးပြီးတော့လေ့ကျင့်ပေးပါ ဒီစကားကကျွန်တော်အတန်ထွက်နဲ့ပတ်သက်လာရင်အများရန်ပြောနေကြစကားဖြစ်တယ်အကြောင်းတော့တော်တော်ထပ်နေပြီထင်တယ်ဒါပေမဲ့အရန်အရေးကြီးလို့ကျွန်တော်ဒီစကားထပ်ခါတလဲလဲပြောရဖြစ်ပါတယ်မင်းတို့ကအတန်ထွက်ကောင်းချင်တယ်ဆိုရင်အဆုံးသားအတန်မမှန်ဘဲနဲ့ဘယ်နည်းနဲ့မှမရောက်ဆိုတော့အဆုံးသားအတန်မှန်အောင်ဒါလေ့ကျင့်ဘယ်လိုလေ့ကျင့်ရမလဲဆိုတာပြန်ပြောမယ်ဆိုရင်ကျွန်တော်ဗီဒီယိုရဲ့ဒုတိယပိုင်းမှာပြောမယ်ဒါပေမဲ့ loser တော့အဆုံးသားအတန်မှန်ဖို့အရေးပါပုံကိုကျွန်တော်နည်းနည်း highlight လုပ်ပြီးတော့ပြောပြပေးချင်လို့ပါဘာလို့လဲဆိုတော့ဟို English စကားလုံးတွေဟာအဆုံးသားအတန်နဲ့ခွဲခြားတာဖြစ်ပါတယ်မဟုတ်ရင်အကုန်လုံးကစကားလုံးကအတန်ထွက်ခက်ဆန်ဆန်လေးတွေအဲ့တော့အဆုံးသားက ဘယ်အတန်နဲ့ဆုံးသွားလဲဆိုတာကိုကြည့်ပြီးတော့ကျွန်တော်ကဒီစကလုံးပါလဲဆိုတာကိုခွဲရဖြစ်တယ်အဆုံးသတ်အတန်မပြီးသွားဘူးဆိုရင်သူကဘယ်စကလုံးပြောလို့ပြောလိုက်မှန်းမတို့ခွဲရခတ်သွားပြီနားမလဲတော့ဘာနဲ့တူလဲဆိုတော့ဥမာ mat လို့ပြောလိုက်တယ်ဆိုပါဆိုအဲ့ဒီ mat ကဘာမှဆိုဖြစ်နိုင်တယ်ဥမာ MAD mat ဖြစ်နိုင်တယ် MAT mat လည်းဖြစ်နိုင်တယ် MATTE mat လည်းဖြစ်နိုင်တယ် or MAP mat လည်းဖြစ်နိုင်တယ်ဘယ်ဟောပြောမှန်းမကွဲတော့နောက်ထပ် man တို့ max တို့အများကြီးရှိသေးရယ်ဆိုတော့အဆုံးသတ်အတန်မှန်မှန် ကိုကဘယ်စကားလုံးပြောရလဲဆိုတာတစ်ဖက်လူကနားလဲမယ်ဒါမှကိုကရှင်းရှင်းလေး communicate လုပ်နိုင်မှာဖြစ်တယ်တစ်ဆက်တည်းမှာအဆုံးသတ်အတန်မမှန်ဘူးဆိုရင်မတော် linking sound တွေမှန်မှာမဟုတ်ဘူးဆိုတော့စကားပြောတဲ့အခါမှာအတန်တွေကိုကျွန်တော်ကတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးပြောရတာအဲ့တော့အဆုံးသတ်အတန်မှာမမှန်ဘူးဆိုရင် link ကဘလို့မှမကောင်းတော့ဒါဆိုရင်စကားပြောတဲ့လူတွေ့လဲပြောရခက်တယ်နားထောင်တဲ့လူတွေ့လဲနားထောင်ရခက်တယ် နမူနာပေးရမယ်ဆိုရင် he bought a clock and put it up on the wall in his living room ဒီဝတ်ချောက်ကျွန်တော်ရေးလိုက်တဲ့အခါအဆုံးသားအတန်မှန်နဲ့အဲ့တော့အချိန်ဆက်လေးတွေကောင်းရတယ်ပြောတာ smooth ဖြစ်တယ်နားထောင်တဲ့လူတွေအတွက်လည်းပို့ဖို့ပါနားထောင်လို့ရတယ်ဒါပေမဲ့အကွာအဆုံးသားအတန်မှန်မှန်ဆိုပါဆိုဥပမာ he bought a clock and put it up he bought a clock and put it up on the wall အဲ့ဒါရစကားပြောရတယ်မတူဘဲနဲ့ခွေထစ်နေတာနဲ့တူတယ်အဆင်မပြေဒါဆိုရင်တစ်ဖက်လူလည်းနားလည်းမမဟုတ်ဘူးကိုကလည်း English စကားပြောတာချုံးမွေးမှုမရှိဘူး ချောမွေးမှုမရှိဘူးဆိုရင်တတိယဆိုကြွား fluency အားနည်းမယ် like စကားပြောလေးတာလေးကျင့်နေတယ်ဒါပေမဲ့မတိုးတက်လောက်စကားထစ်နေတော့မယ်ထောက်နေတော့မယ်ကိုကအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်တစ်ချက်စမ်းစစ်ကြည့်လိုက်အဆုံးသတ်အားနည်းနေရပဲပြောချင်တာ like speaking လေးကျင့်နေတယ်ဗျာအာဆရာတက်လာဒါပေမဲ့လေဘလောက်ပဲလေးကျင့်လေးကျင့်မတိုးတက်လောက်စကားထစ်နေတော့မယ်ထောက်နေတော့မယ်ဆိုရင်ဒီလို literacy ရဲ့80%ကိုကြည့်လိုက်ရင်အဆုံးသတ်အားနည်းနေကြတာ အဲ့တော့ speaking ဘလောက်ပဲလေ့ကျင့်လေ့ကျင့်မတိုးတက်တော့အဲ့တော့ Leonardo က speaking fluency ကောင်းချင်တယ်ဆိုရင်လည်းအဆုံးသားအတန်မှန်ကိုအရေးကြီးပါတယ်အတန်ထွက်ကောင်းမွန်ဖို့လေ့ကျင့်ရမယ့်ဒုတိယအပိုင်းက pronunciation accuracy ကောင်းအောင်လေ့ကျင့်ရမှာဖြစ်ပါတယ် ။တနည်းအားဖြင့် English မှာရှိတဲ့အတန်ထွက်လေးတွေကိုအတန်ထွက်တစ်ခုမှကြံအောင်ကွာမမှန်ကန်ကန်ထွက်တတ်ဖို့လေ့ကျင့်ရမှာဖြစ်ပါပါတယ်။အာ by the way တခုလေကျွန်တော်ဒီဗီဒီယိုရိုက်ရတဲ့အပြင်မှာမိုးတော်တော်ရောကြီးကြီးမားမားရွာနေတာအဲ့တော့ background noise နည်းနည်းပနေမှာထင်တယ်တခြားဤခံပြီးတော့နားထောင်ပြီနော် I'm sorry for that ။အဲ့မဲ့ဆောနာပြောခဲ့တဲ့ English မှာရှိတဲ့အတန်ထွက်လေးတွေကို PP တတ်တာရွတ်တတ်ဖို့လိုတယ်ဆိုတာမျိုးပေါ့နော်။တော့ပြန်အနည်းချောရမယ်ဆိုရင်နှစ်ပိုင်းရှိမယ် vowel အတန်ရှိမယ်။ consonant အသံရှိမယ် English မှာတော့ vowel အသံ16ခုရှိမယ် American English မှာ British ကတော့90ရှိကြတယ်ဟို IPA နဲ့ကြည့်လို့ရပါတယ် IPA တရားဟာတွေက vowel အသံတွေကိုပြောတာကွာဆိုတော့အဲ့ဒီအသံတစ်ခုချင်းချင်းစီကိုမှန်မှန်ကန်ကန်ထပ်တပ်ဖို့လိုပါတယ် BAT BET BOT BUT ဒီစကလုံးလေးခုဟာအသံထွက်မတူဆိုတော့အတိအကျထပ်တပ်ဖို့လိုတယ်မဟုတ်ရင်ဒီလေးခုစလုံးကွာဘတ်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 နဲ့ထွက်နေရင်တပတ်ပတ်ကြီးဘာမှမသိဖြစ်သွားမယ်နားလိုက်မလွယ်နိုင်နဲ့ဆိုတော့အသံထွက် vowel အသံနေ ပြီဖို့လိုရဲအမ်တခြားသောထွက်ရခတ်တဲ့အတန်တချို့ရှိရဥပမာ early တော့ skirts တော့ shirts တော့ဒါရီစင်မတို့မမှန်တက်ဘူးအဒါလီတွေကိုလည်းမတို့မမှန်ကန်အောင်ရတက်ဖို့လိုရဲပေါ့နော်ပြီးရင် consonant အတန်တွေမမှန်ကန်စွာထွက်တက်ဖို့လိုရဲ consonant အတန်ဆိုတဲ့အခါမှာမတို့တော့တိတ်ပြည့်တနာတော့မရှိဘူးဒါပေမဲ့တချို့ lenity က like element အတန်မပြီးကြောက်အကုန်လုံး an an နဲ့ထွက်ပလိုက်တာမအံပါနဲ့ညွန်စရိုင်း so အဲ့ဒါမဟုတ်ဘူးပေါ့နော် l m n ဟွอืมอืมအဲ့ဒီ than နေပြီဖို့လိုတယ်ဟိုဟာတချို့တွေ r than နဲ့ l than နဲ့မကွဲဘူး l than ကတော့ l than ပြီးတယ် r than က l လို့ r လို့လို့ဖြစ်သွားတာတချို့တွေ r than ကိုမရွတ်တတ်ကြတော့ဒါဆိုရင် d အ than လေးတွေကိုလေ့ကျင့်ဖို့လိုမယ်တချို့ than တွေ f အ than နဲ့ p than နဲ့မမှန်ကြအောင်ခုမှအဲ့လိုမျိုးတော့အ than ထွက် r နဲ့ chair ရှိနေတယ် english ရဲ့အ than ထွက်တစ်ခုခုကိုကမှန်ကန်စွာမထွက်တတ်ဘူးဆိုတာတွေ့ပြီဆိုရင်အဲ့ဒါကိုကအားဆိုင်ပြီးတော့လေ့ကျင့်ဖို့လိုမယ်အ than ထွက်ကောင်းဖို့အတွက်လေ့ကျင့်ရမယ်တတိယအရာက စကလုံးနီရဲ့အတန်ထွက်အမှန်ကိုသိအောင်လုပ်ချင်ပါပြောချင်တာမို့လို့ကမကြာခဏဆိုသလိုစကလုံးနီရဲ့အတန်ထွက်အမှန်မတိကြဘူး like အာတိပီသားစကလုံးနီကိုဆိုရင်လည်းအရင်ကတည်းကဟိုအတန်ထွက်နေကြအလေးကျင့်အတိုင်းပဲအမားလိုက်ကြီးထွက်ပလိုက်တာတခါလေးဆိုကိုယ့်ကိုမားလို့မာမန်းတော့မသိတော့ဥမာ epic ဆိုရင် epic လို့ထွက်ပလိုက်တာ အကျင့်ပါဝိုင်း or legend ဆိုရင် legend လို့ထွက်ပလိုက်တာ horizon တို့ nationero or sastified တို့ ခဏခဏကြားရတာ satisfy မဟုတ်လေ satisfy ဟုတ်တယ် national ဟုတ်တယ် horizon ဟုတ်တယ်အဲ့လိုမျိုးတော့အတန်ထွတ်အမားတွေကိုကိုဘသာကိုမားလို့မာမန်းတော့မသိတော့ဘူးအလေးချင်းရအမားလိုက်ကြီးထွက်မိတာတွေရှိရဲ့ဒီလိုမျိုးအမားတွေပြင်ဖို့လိုမယ် and မသိတဲ့စကားလုံးလေးတွေကိုကြားရလဲမဟုတ် dictionary မှာကြည့်တဲ့အခါတချို့ learner တွေကအဓိပ္ပာယ်လောက်ပဲကြည့်လိုက်တယ်သူရအတန်ထွတ်ကဘာလဲ give me side တော့အတန်ထွတ်ချင်လို့ထွက်ကအဓိပ္ပာယ်သိရင်ပြီးရော and pool ဆိုတာကအတန်ထွတ်ကိုခံမှန်းပလိုက်တာ အစလုံးပေါင်းကြည့်ပြီးတော့ခက်မှန်ပလိုက်တယ်ကွာအဲ့တော့အသံထွက်ဒီမှာရောဘာနဲ့တူလဲဆိုတော့ဥမာ Wednesday ် SWED Word NES NSDY Day ဆို Wednesday လို့ထပ်မိမယ်မာပြီအရာခက်မှန်းလို့မြောက်အတန်ထွားဟာအများရန်စစ်စီမှရပါမယ် English ရဲ့အတန်ထွားမှာစီကံချက်မရှိဘူးထွက်ချင်လို့ထွက်တာအဲ့တော့အတန်ထွားအမှန်တိဖို့တစ်ခုထဲသောနီလန်းဟာ dictionary မှာတေချာစစ်ဆေးခြင်းဖြစ်ပါတယ်အရေးကြီးတာကအတန်ထွားကိုကိုယ့်ဘာသာကိုခက်မှန်းပြီးတော့မှရွှေပလိုက်တာမျိုးဘယ်တော့မှမလုပ်ပါနဲ့အတန်ထွားမမဲရရအောင်စစ်ဆေးပြပါကဲဒါလေးတွေကအတန်ထွားကောင်းဖို့တော့လေ့ကျင့်ရမယ့်အရေးကြီးဆုံးနဲ့ပဲ၃ခုပေါ့နော် ဒီတစ်ခါအဲ့ဒီ level 3ခုစလုံးကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာတစ်ခုချင်းစီတရားပြပြပေးပါမယ်။ပထမအဦးဆုံးစကလုံးကြီးရဲ့အတန်ထွက်အမှန်ကိုသိအောင်ဘယ်လိုလေ့ကျင့်ရမလဲပေါ့လေ။သူ့တော့တစ်ခုထဲသောနီလန်က dictionary မှာကြည့်ချင်ပါ။ and the osa ha အသေးစားဆုံးနီလန်လည်းဖြစ်တယ်လို့အကောင်းဆုံးနီလန်လည်းဖြစ်တယ်လို့တခုထဲသောနီလန်လည်းဖြစ်တယ်။စကလုံးကြီးရဲ့အတန်ထွက်အမှန်အောင်သိဖို့တခြားနီလန်မရှိပါဘူး။ဒါကြောင့်ကိုမသိသေးတဲ့စကလုံးကြီးကို dictionary မှာရှာပြီးဆိုရင်ဒီစကလုံးရဲ့အတန်ထွက်အမှန်ဘာလဲဆိုတာတခါတည်းသိအောင် လုပ်ပြီးပါ တခါလဲဆွဆွဲမြက်ဖြစ်အောင်မှတ်သားပေးပါဒီတခါကိုတိမိသားစကလုံးနေရာလဲအတန်ထွတ်မားနေတာရှိတတ်တယ်သူတို့တွေကြောင့်ဘလို့စစ်ဆေးပြီးတော့ပြုတ်ပြင်မလဲပေါ့ဒီကိစ္စကြောင့်လည်းနည်းနည်းစိတ်ရှည်ဖို့တော့လိုတယ်အာလေ့ကျင့်ဖို့အလွယ်ကူဆုံးနဲ့ပျော်စရာအကောင်းဆုံးနည်းလမ်းကတော့ English တခြင်းနေဆိုလိုက်တာပဲဆိုတော့ English တခြင်းနေမျိုးနားထောင်ပြီးတော့မှအစိုးတော်တွေရွတ်သွားတဲ့အတန်ထွတ်အတိုင်းအတိအကျလိုက်အတူယူလိုက်တာမျိုးပေါ့နော်ပျော်ဖို့ကောင်းပါတယ် and ကိုကအတန်ကောင်းစရာမလိုပါဘူး because တခြင်း ဆိုဖို့လေ့ကျင့်နေရမှာမဟုတ်တာအတန်ထွက်လေ့ကျင့်နေရဗျာဆိုတော့အတန်ထွက်ကိုအမှန်သိရင်ရပြီတကယ်လို့အဲ့ဒါနဲ့အားမရဘူးဆိုရင် shadowing method နဲ့လည်းလေ့ကျင့်လို့ရသေးရဒါလည်းအတန်ထွက်တိုးတက်စီမံအရန်ကောင်းတဲ့ exercise ဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးတချင်းနေနဲ့လေ့ကျင့်ရင် or shadowing လေ့ကျင့်ရင်ကိုအရင်ကတိမှတ်ခဲ့တဲ့စကားလုံးမှာအတန်ထွက်အမားတွေတွေးခဲ့ရဆိုရင်အမှန်ကိုရအောင်ပြုပြင်ပေးပြီးရင်နောက်တစ်ခါအဲ့ဒီအတန်ထွက်ကိုအဲ့ဒီစကားလုံးကိုရွတ်တဲ့အခါအတန်ထွက်မမှန်အောင်တတိထားဖို့လိုမှာပေါ့ ဒီတစ်ခါနောက်တစ်ပိုင်းအဆုံးသားအတန်ကောင်းဖို့ or pronunciation accuracy ကောင်းဖို့ဘယ်လိုလေ့ကျင့်ရမလဲ အာသူတက်ကအစွမ်းနာပြောခဲ့တဲ့တခြင်းနေနဲ့လေ့ကျင့်တာ or sharing နဲ့လေ့ကျင့်တာတော်တော်ကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်အာအဲ့လိုမျိုးတခြင်းနဲ့လေ့ကျင့်တဲ့အခါအဆုံးသတ်အတန်လေးတွေလည်းမှန်အောင် view site ပေါ့နော် or ကိုကအဲ့လိုမျိုးလေ့ကျင့်ရမှာကြိုက်ဘူးအထူးသဖြင့်ကိုကအနုစိတ်လမ်းညွှန်ချက်လေးတွေလိုချင်တယ်ဆိုရင်ကျွန်တော်အဲ့ကိစ္စ video တင်ထားတာရှိပါတယ် video တွေမှာအများကြီးတင်ထားရှိတယ်ကျွန်တော်ရဲ့ YouTube channel မှာဗျာအာ playlist ထဲဝင်လိုက် pronunciation ဆိုတဲ့ playlist ထဲမှာဝင်ကြည့်လို့ရတယ်ကျွန်တော် phonetics for beginners ဆိုတဲ့ခေါင်းစဉ်နဲ့ series like ကိုတင်ထားရှိတယ်အဲ့ဒီ series တွေတစ်ခုချင်းစီလိုက်ပြီးတော့ကြည့်သွားလို့ရတယ်ကျွန်တော် link တော့မထည့်ပြီးတော့เนาะကျွန်တော်ရဲ့ YouTube channel channel လို့ပဲတခြားဝင်ကြည့်လေ and subscribe လေးလည်းလုပ်ခဲ့ပါအောင်အဲဒါလေးလည်းကြိုးစားရမယ်ဒါကြော်ညာပေါ့နော်ဘယ်ရမလို့ဒါပေမဲ့အဲ့ဒီ video လေးတွေက Leonardo တို့တေချာပေါ့အကျိုးဖြစ်စေမှာပါ or အတန်ထွက်ကောင်းဖို့တို့လှုပ်လို့ရတဲ့နောက်ထပ်ကောင်းတဲ့နီလန်တစ်ခုကကျွန်တော်စီမှာ fanatic course တက်တာပဲ and ဒီစကားကနည်းနည်းတော့ကြော်ညာဆန်းနေပါမယ်ဒါပေမဲ့ဒါအတိပြောရပါဘောဆိုတော့ကျွန်တော်ရဲ့ fanatic course ကတကယ်ကောင်းတဲ့တန်တန်မလို့ပါ ကိုငချင်ကိုချင်မှာပဲဒါပေမဲ့ဒီလိုလေ like အစွမ်းသာပြောခဲ့တဲ့အစုံသားအတန်ဆိုတော့အစင်ကျွန်တော်ရဲ့ဒီ fanatic course မှာ english မှာရှိရှိသမျှအစုံသားအတန်တစ်ခုမကြောင်ကျွန်တော်သင်ပေးပါတယ်အဲ့လိုမျိုးပြီးပြည့်စုံတဲ့သင်တန်းမျိုးပေါ့နော်အဲ့တော့ learner တို့ကအစုံသားအတန်အားနည်းနေရဆိုရင်ဒီ class တက်လိုက်တာနဲ့အစုံသားအတန်အားနည်းချက်တွေတခါတည်းပျောက်ဖို့ရှိရပြီးရင်နောက်ထပ်မိုက်တာတစ်ခုက feedback ပေးတာမျိုး ဒီလိုလေလန်နာဒိုကလေ့ကျင့်ရတယ်မလုံမနေရစနစ်လည်းရှိသေးတယ်။ class တက်ရောင်းနဲ့မဘီယူလေနော်ကိုကလိုက်လေ့ကျင့်မှရမယ် and မလေ့ကျင့်ဘူးဆိုရင်ကျွန်တော် Coca-Cola တောက်ပြီးရမှာ။ဆိုတော့အဲ့လိုမျိုးလေ့ကျင့်ပြီးပြီးတိုင်းလဲကျွန်တော်တို့က feedback လေးတွေပြီးတယ် feedback ကိုအနုစိတ်ပြီးရပေါ့နော်အတန်ထွက်နဲ့ပတ်သက်တဲ့ဘယ်ပိုင်းမှအားသာချက်ရှိနေရယ်ဘယ်ပိုင်းကတော့အားနေနေတယ်အဲ့ဒီအားနေချက်ကိုဘယ်လိုပြုပြင်ရမလဲဆိုရယ်လမ်းညွန်ချက်တွေအစားကျွန်တော်တခါတည်းပြီးသွားမှမျိုးဆိုတော့တကယ်ကိုပြီးပြည့်စုံတဲ့တန်တန်းဖြစ်ဖို့ရှိရယ် and နောက်ထပ်ဒီ class မှာမိုက်တာတစ်ခုကဒီ class ဟာ ဟိုမြန်မာတွေရဲ့အတန်ထွားပြုပြင်ပြောင်းလဲဖို့ဆိုရည်ရွယ်ချက်နဲ့မြန်မာတွေအတွက်တည်တန်းရည်ရွယ်ဖန်တီးထားတဲ့တန်တန်းဖြစ်တာပဲဆိုတော့ဒါကြောင့်ဒီ class မှာလေ့လာရမယ့်သင်ခန်းစာအတိုင်းဟာ Leonardo အတွက်အမှန်တကယ်လိုအပ်နေတဲ့သင်တန်းသင်ခန်းစာတွေပဲဖြစ်ဖို့ရှိရယ်မလိုတဲ့ဟာဆိုကျွန်တော်သင်အောင်မသင်အောင်ကြုံဘူးမှာပါတခါလေအတန်ထွားကောင်းချင်လို့ Fanatics video တော့ကြည့်လိုက်တယ်ရှိဒါကြီးတိတော့ငါဘယ်နေရာမှာတတ်သုံးမှာတော့ဆိုမျိုးကျွန်တော် class မှာအဲ့လိုမျိုး lesson တွေလုံးဝမပေါအောင် Leonardo အတွက်တကယ်လိုတဲ့သင်ခန်းစာတွေကိုပဲကျွန်တော်ရွေးပြီးတော့သင်တယ်။ face to face class သင်တန်းတွေကကျွန်တော်မကြခင်စဖို့ရှိရယ်အာ တန်တန်းစတင်မဲ့ရက်စွဲတွေပါပြီးစိတ်ဝင်စားတဲ့ audio face to face class အကြောင်းစိတ်ဝင်စားရဆိုရင်ဒီ video ရဲ့ comment ထဲမှာဖြစ်စေ or ကျွန်တော်ရဲ့ facebook page cv ကနေဖြစ်စေ fanatics လို့ရေးထားပြီးလို့ရပါတယ်တကယ်လို့ learner တို့ကဒီ video ကို tiktok တို့ youtube တို့ telegram တို့ကနေကြည့်နေရဆိုရင်လည်းကျေးဇူးပြုရကျွန်တော်ရဲ့ facebook page ကနေဆက်သွယ်ပြီးလို့ရမလားအာ facebook မတုံဘူးဆိုရင်လည်း viber telegram number တွေကိုလည်းကျွန်တော် comment ထဲမှာထည့်ထားပေးတယ်ဆိုတော့အဲ့ကနေတခြားဝင်ကြည့်လိုက်လေနော်ဒီဗီဒီယိုကိုအနည်းချုပ်ပါမယ်လရတ်တို့ကအတန်ထွက်အားနည်းနေလို့အတန်ထွက်ကောင်းချင်တယ်ဆိုရင် number 1အဆုံ သားအတန်မှန်ဖို့လိုပါတယ်အဆုံးသားအတန်မှန်အောင်လေ့ကျင့်ရပါလိမ့်မယ်ပြီးရင် English မှာရှိသမျှအတန်တစ်ခုချင်းစီကိုအတန်ထွက်မှန်အောင်လေ့ကျင့်ရပါလိမ့်မယ်ကျွန်တော် class မှာအားရလဲ share တင်ပြရပါဆို number 3နေနဲ့စကလုံးတွေရအတန်ထွက်အမှောင်တီးဖို့လိုတယ်။အမ်စကလုံးတွေရအတန်ထွက်အမှောင်တီးဖို့ကြတော့ dictionary မှာစစ်ဆေးပါ။တိပိသားစကလုံးတွေရအတန်ထွက်တွေကိုပြန်စစ်ဆေးချင်တယ်ဆိုရင်တော့တချင်းတွေကိုဆိုရင်နဲ့လေ့ကျင့်လို့ရတယ်။ shadowing နဲ့လေ့ကျင့်လို့ရတယ်။အမှအတန်ထွက်အမှားတွေတွေ့ရင်ချက်ချင်းပြုပြင်ပါ။နည်းနည်းစိတ်တော့စိတ်တော့ရှည်ရပါလိမ့်မယ်။အဆုံးသားအတန်မှန်ဖို့ pronunciation accuracy ကောင်းဖို့ဆိုရင်ကျွန်တော် shadowing တွေ or တချင်းတွေနဲ့လေ့ကျင့်လို့ရတယ်လို့ကျွန်တော်ရဲ့ YouTube channel မှာလည်း video တွေတင်ထားပြီးတယ်။အကကနေဝင်ကြည့်လို့ရတယ်။ or အဲ့ဒါတွေဘာမှမသိဘူးအစားကနေတေချာစနေတကြလေ့ကျင့်သွားချင်တယ်ဆိုရင်ကျွန်တော်ရဲ့ fanatic course face to face class ကိုတက်လို့ရပါတယ်ကြောက်ဖွင့်တဲ့အချိန်တွင်မလွတ်တမ်းတက်ချင်တယ်ဆိုရင်တော့ကျေးဇူးပြုရကျွန်တော်တို့အများဆုံးဆက်သွယ်ပေးပါနော် because မကြခင်စမှာဆိုတော့လေ see you guys